ဒီ channel ဟာတကယ်ကိုအံ့အားသင့်စရာကောင်းတဲ့ဖြစ်ရပ်တစ်ခုပဲဖြစ်ပါတယ်။တမိုက်တစ်ချောင်းမှာပထမဆုံးအကြိမ်အီရန်ကောက်ဆော်ကြီးရဲ့ပြောဆိုချက်ကိုအီရန်အစိုးရအရာရှိတွေကဓာတ်ရိုက်ဆက်ကျင်လာတာကိုကျွန်တော်တို့တွေ့မြင်နေရတာဖြစ်ပါတယ်။မနေ့ကပဲအီရန်ကောက်ဆော်ကြီးကသူ့ရဲ့ show at ခန်းကနေထောက်ပြန်ချက်တစ်စုံထောက်ပြန်ခဲ့ပါတယ်။ဒီထောက်ပြချက်မှာအမေရိကန်ရဲ့တိုက်ခိုက်မှုဟာကြာရှုံးခဲ့ပြီးအီရန်မှာတည်သသာပျက်စီးမှုမရှိဘူးလို့ဖော်ပြထားပါတယ် ဒါမဲ့ဒီထုတ်ပြန်ချက်ထွက်ပြီးနိုင်ဘက်အတွင်းမှာပဲအီရန်နိုင်ငံခြားရေးဝန်ကြီးကအီရန်နိုင်ငံတော်ရုပ်သံလိုက်မှာပေါ်လာပြီးအီရန်နျူကလ িয়ার စက်ရုံတွေဟာအလွန်မင်းပျက်စီးသွားပြီလို့ပြည်သူလူထုကိုအတိပယ်ချပြတော့ခဲ့ပါတယ်ဒီဗီဒီယိုထဲမှာဘာတွေဖြစ်နေသလဲဆိုတာကိုအသေးစိတ်ထပ်ပြီးကြည့်ကြအောင်ပါအီရန်မှာဘာကြောင့်ဒီလိုသဘောထားကွဲလွဲမှုတွေဖြစ်ပေါ်လာတာလဲဗီဒူဘုံကျလေရင်တွေရဲ့တိုက်ခိုက်မှုကြောင့်အီရန်နျူကလ িয়ার စက်ရုံတွေမှာဘယ်လိုပျက်စီးမှုမျိုးရှိသွားခဲ့တာလဲအီရန်ဒီပတီကောင်ဆောင်ကြီးရဲ့နောက်ကွယ်မှာဘာတွေရှိနေနိုင်လဲ အယာတိုလာခါမင်နီရဲ့နောက်ဆုံးထုတ်ပြန်ချက်နဲ့စတင်ကြေကြရအောင်ပါအီရန်ကောက်ဆော်ကြီးကခုလိုပြောကြားခဲ့ပါတယ်ဒီမှာဘာဖြစ်စေဟတ်စတီအမ်အမ်မလီကာဒမ်သူတို့ကကျွန်တော်တို့ရဲ့နျူကလ িয়ার ဆဲယုံတွေကိုတိုက်ခိုက်ခဲ့ကြတယ်ဒါဟာနိုင်ငံတကာတရားရုံးမှာတရားစွဲဖို့လုံလောက်တဲ့ကိစ္စတစ်ခုပါပဲအမ်နာတာဘုန်းဆန်ခေါ်ရမဟမ်မြန်ဂျွန်ဘဒန်ဒါမဲ့သူတို့ဟာဘာမှအရေးပါတဲ့ပျက်စီးမှုမျိုးမဖြစ်စေခဲ့ပါဘူး အမေရိကန်သမ္မတကအလွန်မင်းချက်ကပြောဆိုခဲ့တာဖြစ်ပါတယ်သူအနေနဲ့ဒီလိုချက်ကပြောဆိုဖို့တကယ်ကိုလိုအပ်နေတယ်ဆိုတာထင်ရှားနေပါတယ် معلوم شد کہ بین بزرگ نمایی احتیاج داره جمهوری اسلامی سیلی سختی အရန်အစ္စလာမီသမ္မတနိုင်ငံဟာအမေရိကန်ရဲ့အရေးပါတဲ့အခြေစိုက်စခန်းဖြစ်တဲ့ LUDIT လေတဲ့စခန်းကိုတိုက်ခိုက်နိုင်ခဲ့တဲ့အတွက်အမေရိကန်ရဲ့မျက်နှာကိုပြင်းထန်စွာရိုက်နှက်ခဲ့ပါတယ်လို့ခါမင်နီကပြောဆိုပါတယ် LUDIT ဟမ်လေကတ် و خساراتی وارد کرد ဒီနေရာမှာအရေးကြီးတဲ့အချက်ကအီရန်ကောင်ဆောင်ကြီးရဲ့ဒီဟောပြောချက်တစ်ခုလုံးဟာအီရန်နိုင်ငံသားတွေအတွက်ဝါဒဖြန့်ချီရဲ့တစ်ခုနဲ့ဆင်တူနေတယ်ဆိုတာပါသူဟောပြောချက်ထဲမှာအီရန်ဟာကာတာမှာရှိတဲ့ American စကန်ကိုတိုက်ခိုက်ပြီး American ပြည်ထောင်စုကိုပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်ပြီလို့ပြောဆိုခဲ့ပါတယ်သူကအီရန်ရဲ့တိုက်ခိုက်မှုကိုလုံးဝအဝဲအဖြစ်ပုံဖော်ပြသခဲ့တာပါဒါပြင်အီရန်ဟာစနီယာကြတဲ့အစ်စရေးနဲ့စစ်ပွဲမှာအနိုင်ရခဲ့တယ်လို့လည်းသူကဆိုပါတယ် အမေရိကန်ကသာဝင်ပါခဲ့ရင် X-ray ဟာပြာကျတော့မှာဖြစ်တဲ့အတွက်အမေရိကန်အတွက်အရှက်ရစရာဖြစ်ခဲ့တယ်လို့လည်းထောက်ပြခဲ့ပါတယ်။ဒါမဲ့အရေးကြီးတာတစ်ခုကတော့ Iran ဟာ Qatar မှာရှိတဲ့ American စခန်းကိုမတိုက်ခင်ကြိုတင်အသိပိတ်ခဲ့တယ်ဆိုတဲ့အချက်ကိုလုံးဝပေါ်ပြခဲ့ခြင်းမရှိပါဘူး။ဘာကြောင့်လဲဆိုတော့အီရန်ကဒီစစ်ပွဲကိုပိုပြီးပြင်းထန်စေချင်ခဲ့တာမဟုတ်ဘူးလို့ယူဆနိုင်ပါတယ်။ဒီတိုက်ခိုက်မှုရဲ့အဓိကရည်ရွယ်ချက်ကတော့အီရန်နိုင်ငံသားတွေအတွက်အောင်မြင်မှုဆိုတဲ့အမတ်တင်ငေတာတစ်ခုရရှိဖို့ဆိုတာပါ။ ရန်နိုင်ငံသားတွေကိုအီရန်ဟာအရှုံးမပေးဘူးဆိုတာမြင်အောင်ပြချင်တာသာဖြစ်ပြီးတော့ဒီဟောပြောချက်ကလည်းအဲ့ဒီအချက်ကိုပဲထပ်ပြီးအားဖြစ်ပေးနေတာကိုတွေးနေရပါတယ်ကျွန်တော်တို့သတိထားမယ့်အချက်ကအီရန်နိုင်ငံသားတွေဟာ trend တင်တဲ့ Twitter post တွေကိုဘယ်တော့မှမြင်ရမှာမဟုတ်ပါဘူးတကယ်တော့အီရန်အတွင်းကနိုင်ငံခြားမီဒီယာတခုဆိုရင်အီရန်အတွင်းမှာဖြစ်ပျက်နေတဲ့အရာတွေကိုအားလုံးဖော်ပြနိုင်ပါတယ်ဒါပေမဲ့အီရန်နိုင်ငံအတွင်းမှာတော့ထောက်လွှင့်ခွင့်မရှိပါဘူး ဒါကြောင့် BBC ဒါမှမဟုတ် Sky News တို့လိုသတင်းဌာနတွေကနေသတင်းတွေကိုမြင်ရတဲ့အခါဒီသတင်းတွေကိုအီရန်အတွင်းမှာရိုက်ကူးထားတာဖြစ်ပေမဲ့အီရန်လူမျိုးတွေကိုတော့ဘယ်တော့မှပြသမှာမဟုတ်ပါဘူး။ဒီသတင်းတွေကိုပြပမှာပဲထောက်လွှင့်ကြပါတယ်။ British ဖြစ်ဖြစ် American ဖြစ်ဖြစ် Russia ဖြစ်ဖြစ်တရုတ်ဖြစ်ဖြစ်နိုင်ငံခြားမီဒီယာတိုင်းအတွက်အီရန်အတွင်းမှာထောက်လွှင့်ခွင့်မပြုပါဘူး။အဲ့ဒါကအီရန်မှာလိုက်နာရမယ့်ဥပဒေတစ်ခုဖြစ်ပါတယ်။ဒီအချိန်မှာအထူးအံ့အားသင့်စရာကောက်တာကနိုင်ပိုင်းအတွင်းအပြည့်ပြတ်တွေပြောင်းလဲသွားတာပါ အီရန်ကောက်ဆောင်ကြီးရဲ့ဟောပြောချက်ကိုအီရန်နိုင်ငံတော်ရုပ်သံလိုက်ကထောက်လွှင့်ပြီးမကြာခင်နိုင်ဘက်တွေ့မှာပဲအီရန်နိုင်ငံချားရေးဝန်ကြီးကအငင်းပွားဖွယ်ရာအင်တာဗျူးတစ်ခုပြုလုပ်ခဲ့ပါတယ်။သူကအမေရိကန်ရဲ့တိုက်ခိုက်မှုဟာအီရန်နျူကလ িয়ার စစ်ရုံတွေကိုပြင်းပြင်းထန်ထန်ပျက်စီးစေခဲ့တယ်ဆိုတာကိုအတည်ပြုခဲ့တာပါ။ဒါဟာအဓိပတိကောက်ဆောင်အယာတိုလာခါမေနီကနိုင်ဘက်အကြမ်းမှပဲတိတာထင်ရှားတဲ့ပျက်စီးမှုမရှိဘူးလို့ပြောခဲ့တာနဲ့ဒိုက်ရိုက်ဆက်ကျင်နေတဲ့အချက်ပဲဖြစ်ပါတယ်။ ူအင်တာဗျူးကိုနားထောင်ကြည့်ပြီးရင်တော့ဒါဟာတကယ်တမ်းဘာကိုဆိုလိုတာလဲဆိုတာကိုနက်နက်နဲနဲစမ်းစစ်ကြည့်ကြအောင်ပါအီရန်နိုင်ငံချားယဝန်ကြီးအဘက်စ်အဂရာချီကအီရန်နိုင်ငံတော်ရုပ်သံလိုက်မှာပြောကြားရင်းအရာဒေါ်လာရဲ့ပြောဆိုချက်ကိုအားနည်းတော့လုတ်ခဲ့ပါတယ်သူကအီရန်နျူကလ িয়ার အစီအစဉ်ကိုတကယ်ပဲတည်တည်သာသာပျက်စီးစေခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်အဂရာချီပြောတာကပျက်စီးမှုဟာအလွန်အမင်းများပြားပြီးပြင်းထန်ပါတယ် ဒါပေမဲ့စစ်စဲသူတွေလာရောက်စစ်စဲဖို့ဆိုရင်ဒါဟာဆုံးဖြတ်ချက်ချရမယ့်ကိစ္စဖြစ်ပြီးသူ့အမြင်ရတော့ပါလီမန်ဥပဒေနဲ့အညီအမျိုးသားလုံခြုံရေးကြီးကဲကောင်စီကဒီဆုံးဖြတ်ချက်ကိုချမှတ်တင်တယ်လို့ဆိုခဲ့ပါတယ်။အဂရာချီဟာသမ္မတထရန့်ကိုလည်းတုံ့ပြန်ပြောဆိုခဲ့ပါတယ်။အဲဒါကအီရန်နဲ့အမေရိကန်ကိုယ်စားလှယ်တွေကြားဆွေးနွေးမှုတွေလုပ်ဖို့အစီအစဉ်မရှိဘူးလို့ပြောကြားခဲ့တာပဲဖြစ်ပါတယ်။ အခုခါမှာတော့အီရန်ရဲ့ Guardian ကောင်စီကအီရန်နဲ့ကုလသမဂ္ဂရဲ့နျူကလ িয়ার စောင့်ကြည့်ရေးအဖွဲ့ IAEA တို့ကြားပူးပေါင်းဆောင်ရွက်မှုကိုတားမြစ်တဲ့ဥပဒေတရက်ကိုအတည်ပြုလိုက်ပြီးဖြစ်ပါတယ်။ IAEA ရဲ့အမုံဆောင် Director ကတော့ဒီလိုလုပ်မယ်ဆိုရင်အီရန်ဟာအပြည်ပြည်ဆိုင်ရာဥပဒေပေါ်အပြင်ဖက်ကိုရောက်တော်လိမ့်မယ်လို့တတိပေးထားပါတယ်။အီရန်နိုင်ငံထဲမှာအခုလိုခေါင်းဆောင်ကြီးအယာတိုလာရဲ့ပြောစကားကိုအစိုးရအရာရှိတူကနိုင်ငံတော်ရုပ်သံကနေဓာတ်ရိုက်ဆက်ကျင်ပြောဆိုလိုက်တာဟာအင်မတန်အရေးကြီးတဲ့အပြောင်းလဲတစ်ခုလို့ထင်ပါတယ်။အရင်တုန်းကဆိုရင်ဒီလိုမျိုးမြင်ရမှာမဟုတ်ပါဘူး။ တစုံတယောက်ကလက်ရှိအခြေအနေကိုလက်တွေ့ကြကြမြင်ပြီးအီရန်ခေါင်းဆောင်တွေရဲ့မယိုးသားတဲ့စီးရဲထုတ်ပြန်ချက်တွေနဲ့မတူဘဲပွင့်ပွင့်လင်းလင်းသုံးသက်ချက်ပြနေတယ်ဆိုရင်ဒါဟာခင်မင်ရဲ့လမ်းကြောင်းကိုဥတည်နေတဲ့လက္ခဏာလို့ယူဆနိုင်ပါတယ်။ဒီဖြစ်ဟာအီရန်နိုင်ငံရဲ့မှာအရေးပါတဲ့အပြောင်းလဲတွေစတင်နေပြီဆိုတာကိုပြသနေတယ်လို့ယူဆလို့ရနိုင်ပါတယ်။အီရန်နိုင်ငံခြားရေးဝန်ကြီးရဲ့ထုတ်ပြန်ချက်ကိုနည်းနည်းလေးစမ်းစစ်ကြကြအောင်ပါ။ ဘာသာရေးအစိုးရစနစ်ကျဉ်းသုံးတဲ့အီရန်လိုနိုင်ငံမှာမေပေခွင့်ရမယ့်သူတွေကိုအဓိပတိကောက်ဆောင်ကပဲရွေးချယ်ပေးရတဲ့နိုင်ငံတနိုင်ငံပါဒီအခြေအနေကိုဘယ်လိုကြိုက်တွေဖြေရှင်းမလဲဆိုတာနဲ့ပတ်သက်ပြီးပါတီအတွင်းမှာအမြင်မျိုးမျိုးရှိတဲ့အုပ်စုကွဲတွေရှိနေစေဖြစ်ပါလေ။သဖောတာတင်မာတဲ့တပွဲကတော့ခါမင်နေနဲ့အတူတူသဖောတာတင်မာနေစေပါ။သူတို့ကအီရန်ပြည်သူတွေရှေ့မှာအားနည်းနေသလိုမျိုးမပေါ်စေချင်ကြပါဘူး။အိစရေဒါမှမဟုတ်အမေရိကန်တိုက်ခိုက်မှုတွေကြောင့်ဖြစ်ပေါ်လာတဲ့အပြည့်အစုံတွေကိုလက်ခံသဖောတူဖို့မလိုလားကြပါဘူး။ ။ဘာဖြစ်လို့လဲဆိုတော့ဓာမျိုးကသူတို့ရဲ့အာဏာကိုပိုပြီးအာဏာသောစေလိမ့်မယ်လို့ယူဆနေကြလို့ပဲဖြစ်ပါတယ်။နောက်တစ်ဖွဲ့ကတော့အီရန်ရဲ့ခေတ်ပညာတတ်တက်ကနိုဂရက်တွေပါ။နိုင်ငံခြားရေးဝန်ကြီးအဂရာချီဟာဒီအဖွဲ့ထဲမှာပါဝင်ပါတယ်။သူတို့ကလက်တွေ့ကျကျချင်းကဲမှုကိုနစ်သက်တဲ့သူတွေပါ။သူကနျူကလ িয়ার အစီအစဉ်မှာဖြစ်ပေါ်နေတဲ့ပျက်စီးမှုတွေကိုအတိမတ်ပြုတဲ့သူဖြစ်ပြီးဒီလိုနီးနဲ့တတ်တမန်ရေးရရွေးချယ်စရာတွေကိုဖွင့်ထားနိုင်ပါတယ် နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်ကအနာဂတ်မှာဆွေးနွေးညှိနှိုင်းမှုတွေဖြစ်လာနိုင်တာကိုတဆင့်ခံအားဖြင့်အသိမဲ့ပြုနေသလိုဖြစ်နေပါတယ်။သူပြောခဲ့တဲ့စကားအရဆိုရင်အီရန်ကနျူကလ িয়ার စေယုံတွေရဲ့ပျက်စီးမှုအခြေအနေကိုအကဲဖြတ်ပြီးတဲ့အထိဘယ်လိုဆွေးနွေးပွဲမှမလုပ်နိုင်ဘူးဆိုတဲ့သဘောပါ။ဒါကိုသုံးသပ်ရရင်တော့ဒါပြီးတော့ရင်အီရန်ကနျူကလ িয়ার ဆရာဆွေးနွေးပွဲတွေအတွက်တကားဖွင့်ထားနိုင်ပါတယ်။ ဲ့ဒီဆင်းကိုရောက်တော့ရင်အီရန်ကပျက်စီးမှုအတွက်ရော်ကြေးတောက်ခံတာမျိုးဒါမှမဟုတ်နျူကလ িয়ার သဘောတူညီချက်အသစ်မှာသူတို့အတွက်အဆင်ပြေမဲ့အချက်တွေရဖို့စ조사တာမျိုးတွေလှုပ်လာနိုင်ပါတယ်သူတို့အနေနဲ့အဆင်ပြေတဲ့သဘောတူညီချက်ရရှိဖို့အခွင့်အလမ်းများစေနိုင်တဲ့နည်းလမ်းတစ်ခုကတော့သူတို့ရဲ့စက်ယုံတွေမှာဖြစ်ခဲ့တဲ့ပျက်စီးမှုတွေကိုအသေးမဲ့ပြုဖို့ပဲဖြစ်ပါလိမ့်မယ်။အကြောင်းကတော့လူတိုင်းကဘာပျက်စီးမှုမှမရှိဘူးလို့ပြောနေမယ်ဆိုရင်ဒီတိုက်ခိုက်မှုကြောင့်ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကိုဘာမှရနိုင်မှာမဟုတ်ပါဘူး။ ဥပမာငွေကြေးဘီလီယံချီရရှိမှုဒါမှမဟုတ်ဓာတ်ခတ်ပိတ်ဆို့မှုတွေကနေတက်တာခွင့်လိုမျိုးအခွင့်အရေးတွေမရရှိနိုင်ပါဘူးဒီနီးပြာကတကယ်တော့မကောက်တာမဟုတ်ပေမဲ့အဓိကပြဿနာကနိုင်ငံခြားရေးဝန်ကြီးကဒီအချက်ကိုနိုင်ငံတော်ရုပ်သံလိုက်ပေါ်မှာပြောခဲ့တာပါပြီးတော့ခေါင်းဆောင်ကြီးခါမင်နီရဲ့ပြောကြားချက်ထွက်ပြီးနိုင်ဘက်အတွင်းမှာပဲပြောခဲ့တာပါဒါဆိုရင်ဒါကဘာကိုဆိုလိုတာလဲဒါကအာနာလူပွဲတစ်ခုဖြစ်နိုင်မလား တဘောတာကွဲလွဲနေတဲ့နှစ်ဖွဲ့လုံးဟာအီရန်နိုင်ငံရဲ့အနာဂတ်မှာဘယ်သူဩဇာပုံမကြီးမလဲဆိုတာကိုရှင်းပြနေကြတာဖြစ်နိုင်ပါတယ်။တကယ်ဘာဖြစ်တော့မလဲဆိုတာကိုတော့အချိန်ကပဲအပြေပေးပါလိမ့်မယ်။အခုဆိုရင်တကယ်တိုက်ပွဲပျက်စီးမှုအခြေအနေကိုအကဲဖြတ်တဲ့အပိုင်းကိုအာယုံစိုက်ကြည့်ရအောင်ပါ။အမေရိကန်ပြည်တွင်းမှာဒီအကြောင်းကအခုခါမှာအငင်းပွားဖွယ်ရာဖြစ်နေပါတယ်။အကြောရအစားဆုံးကိုပြောရရင်တော့တိုက်ခိုက်မှုအပြီးမှာပဲသမ္မတထရန့်ကတွင်တာမှာအမေရိကန်တိုက်ခိုက်မှုဟာနျူကလ িয়ার စက်ရုံတွေကိုအပြီးတိုင်ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ကြေညာခဲ့ပါတယ် အဲ့ဒီကနေပြဿနာရှာခဲ့တာပါဘယ်သူမှတကယ်ဘလောက်ပျက်စီးမှုရှိသလဲဆိုတာအတိအကျမသိရှိခဲ့ကြပါဘူးဒါပေမဲ့ပေါင်8000အလေးရှင်ရှိတဲ့ဘန်ကာဘတ်စတာဘုံစက်နှလုံးကိုအဲ့ဒီနေရာမှာပြစ်ချခဲ့တာဆိုတော့နေရာတော်တော်များများပျက်စီးသွားပြီလို့တော့ယူဆခဲ့ကြတဲ့သဘောပဲဖြစ်ပါတယ်နောက်တစ်ဆင့်အနေနဲ့ကတော့ထောက်လိုင်းအဖွဲတွေကဂျိုဒူတွေကရတဲ့အချက်လက်တွေမြေပြင်ပေါ်ကတည်င်းရင်းမြစ်တွေနဲ့တိုက်ပွဲပျက်စီးမှုအခြေအနေကိုအကဲဖြတ်ချက်တာပဲဖြစ်ပါတယ်။သူတို့ဘယ်လိုနီလန်းတွေသုံးတယ်လဲဆိုတာအတိအကျမသိပေမဲ့ဘလောက်ပျက်စီးမှုရှိလဲ တိုက်ခိုက်မှုတွေမတိကျခဲ့ရင်နောက်ထပ်ထပ်ပြီးတိုက်ခိုက်ဖို့လိုအပ်သေးသလားဆိုတာကိုဆုံးဖြတ်ဖို့နောက်တစ်ဆင့်ကြံရှိပါသေးတယ်။ပုံမှန်အားဖြင့် restrike report လို့ခေါ်တဲ့ပထမဆုံးအစီရင်ခံစာကိုတိုက်ခိုက်မှုအပြီးနိုင်ပိုင်ရပ်ပိုင်အတွင်းမှာပဲထောက်ပြန်လဲရှိပါတယ်။ဒီအစီရင်ခံစာတွေကအလျင်မြန်ပြုစုထားတာဖြစ်တဲ့အတွက်တိကျမှုမရှိပါဘူး။ဂျူဒူပုံရိုက်တွေတခြားမြင်နိုင်တဲ့အချက်လက်တွေပေါ်မူတည်ပြီးနျူကလ িয়ার ဆက်ရုံနေရာမှာအမေရိကန်ဘာရယ်ဖြစ်ခဲ့တယ်ဆိုတာကိုတိတိကျကျပြောဖို့ခက်ခဲပါတယ်။ဒီစီရင်ခံစာကတနည်းနည်းနဲ့ရှုံးဝက်ချက်ပေါက်တော်ခဲ့ပါတယ်။ သတင်းကတော့မဟုတ်ပါဘူး CNN သတင်းဌာနကဒီ show ချက်ပေါက်သွားတဲ့စီးရင်ခန်းစာကိုရရှိပြီးသတင်းစောက်ပါတပုတ်ရေးဖို့ဆုံးဖြတ်ခဲ့ပါတယ်သူတို့ရဲ့စောက်ပါမှာအစီးရင်ခန်းစာကိုအတော်လေးကောက်အချင်းချုပ်ပြထားပါတယ်ဒါမဲ့အစိုးရခန်းစာထဲမှာ CNN ကဒီကနူးအစိုးရခန်းစာအရအမေရိကန်တိုက်ခိုက်မှုတွေဟာအီရန်နျူကလ িয়ার ဆန့်ကိုအပြီးပိုင်မဖြည့်ဆည်းနိုင်ခဲ့ဘူးဆိုတဲ့အလားအလာရှိတယ်လို့ဖော်ပြထားပါတယ်။ဒါမဲ့ CNN ကဒီအချက်ကိုယုံကြည်မှုအားနည်းတဲ့အဆင့်သာရှိတယ်လို့လည်းထောက်ပြထားပါတယ်။ဒါကိုအမြင့်ဆုံးတေချာမှုနဲ့ပြောလို့မရသေးတဲ့အချက်ဖြစ်ပါတယ်။ အခုခေတ်လူမှုမီဒီယာကဘာရဲ့နောက်ထပ်ပြဿနာတရက်ရှိနေပါသေးတယ်။ခမရသလောက်ဆိုရင် New York Times သတင်းစာက CNN ရဲ့စီရင်ခံစာအကြောင်းသူတို့ကိုယ်တိုင်သတင်းဆော့ဘာတပုတ်ရေးသားခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ရဲ့ဆော့ဘာမှာယုံကြည်မှုအားနည်းတယ်ဆိုတဲ့အပိုင်းကိုလုံးဝဖော်ပြခဲ့ခြင်းမရှိဘဲ Nuclear ဆေးရုံတွေအပြီးပိုင်မဖြတ်စည်းဘူးဆိုတဲ့အချက်ကိုပဲအဓိကထားရေးသားခဲ့ကြပါတယ်။ဒီလို TikTok Instagram ကဗီဒီယိုတွေကနေသတင်းတွေရနေတဲ့ခကြည့်ထဲမှာဘာတွေဖြစ်သွားမလဲဆိုတာစိတ်ကူးကြည့်လို့ရနိုင်ပါတယ်။ လူတွေကတည်င်းရဲ့အလုံးစော်ခံရစွန်အပိုက်ကိုပဲရွဲဖက်တက်ကြပါတယ်ဒီမှာတော့အစီရင်ခံစာကစက်ရုံတွေမပြည့်စည်ဘူးလို့ဖော်ပြထားတဲ့အပိုက်ပဲဖြစ်ပါတယ်ဒီချက်ကတစ်ချိန်တည်းမှာနေရာတိုက်ကိုပြန့်နှံ့တော့ခဲ့ပါတယ်ကဲကောက်ချင်တော့ဒီမပြည့်စုံတဲ့တည်င်းချက်လက်တွေကိုကာကွယ်ဖို့အမေရိကန်ကာကွယ်ဝန်ကြီးဌာနကတည်င်းစာရှင်းလင်းပွဲတစ်ခုကျင်းပခဲ့ပါတယ်သူတို့ကတိုက်ပွဲပြည့်စည်မှုအကဲဖြတ်ချက်နဲ့ပတ်သက်တဲ့အချက်လက်တွေကိုအများကြီးမျှဝေခဲ့ခြင်းမရှိပါဘူး ။ဘာဖြစ်လို့လဲဆိုတော့ဒီအချက်ကိုသူတို့မပြီးဆုံးသိလို့ပါ။ဒါမဲ့ဒီမီရှင်ကိုဘယ်လိုစီစဉ်ခဲ့တယ်၊ဘယ်လောက်ကြာခဲ့တယ်၊ဘယ်သူတွေပါဝင်ခဲ့တယ်၊သူတို့ဘာတွေလုပ်ခဲ့တယ်ဆိုတဲ့အချက်တွေကိုတော့များဝေခဲ့ပါတယ်။ပြောရရင်တော့ဒီသတင်းစာရှင်းလင်းပွဲဟာစိတ်ဝင်စားစရာအကောင်းဆုံးသတင်းစာရှင်းလင်းပွဲတစ်ခုဖြစ်ခဲ့ပါတယ်။ဒါကြောင့်ဒီသတင်းစာရှင်းလင်းပွဲကနေစိတ်ဝင်စားစရာကောက်တဲ့အပိုင်းတွေနဲ့မျှဝေခဲ့တဲ့အချက်လက်တွေကိုပြသပေးချင်ပါတယ်။ပထမဆုံးအချက်ကတော့ဒီမီရှင်ကိုဘလောက်ကြာကြာစီစဉ်ခဲ့တယ်ဆိုတာပါ။15နှစ်တိတိကြာခဲ့တယ်လို့ဆိုပါတယ်။ ဘန်ကာဘတ်စတာဘုံတွေနဲ့ဘန်ကာဆရာကျွန့်ကျင်သူနှုတ်ကဒီစစ်စင်ရဲကို15နှစ်ဆက်တိုက်စီစဉ်ခဲ့ကြတာပါဒီလူနှုတ်ဟာဒီစစ်စင်ရဲအတွက်အလွန်မင်းဂုံပြုတ်ထိုက်သူတွေဖြစ်ပေမဲ့ရှိုးဝဲအစင်းမြင့်အကြောင်းအရာတွေကြောင့်သူတို့ရဲ့အမိတွေကိုထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါဘူးဒီပိုက်လေးကိုနားထောင်ကြည့်အောင်ပါ ဒီတစ်ခါမှာတော့ GPU 57 MOV ဘုံးနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေအပြင်ဒီလက်နက်တွေအတွက်အလုံးလောက်ခဲ့ကြတဲ့စီမံကိန်းရဲဆွဲသူတွေနဲ့သူတို့ရဲ့လုံဆောင်ချက်တွေအကြောင်းနည်းနည်းလေးမျှဝေပေးတော့ပါမယ်။ပထမဆုံးနောက်ခံအခြေအနေလေးကိုရှင်းပြရရင် American မှာချင်းချောက်မှုချောချရဲ့ Agency Jitra လို့ခေါ်တဲ့အဖွဲ့အစည်းတစ်ခုရှိပါတယ်။ ဒီထွာကကျွန်တော်တို့နိုင်ငံအတွက်မျိုးမျိုးသောလုပ်ငန်းတွေလှုပ်ဆောင်ပေမဲ့မြောက်နယ်ဆိုင်စွာတည်ရှိနေတဲ့ပြည်မှတ်တွေနဲ့ပတ်သက်ရင်တော့ကမ္ဘာအစိမ့်မြင်ကျွမ်းကျင်သူတွေနဲ့ဖိစီထားတဲ့အဖွဲ့ဖြစ်ပါတယ်။2009ခုနှစ်မှာဒီထွာအရာရှိတဦးကိုမပေါ်ပြနိုင်တဲ့နေရာတစ်ခုကရှိုးဝအခန်းထဲခေါ်တော်ပြီးအေမာဖြစ်ပျက်နေတဲ့အရာတစ်ခုအကြောင်းအထက်လိုက်ပေးခဲ့ပါတယ်။လုံချုံရရသူနာမည်တော့ဖော်ပြမှာမဟုတ်ပါဘူး။အီရန်ရဲ့တောက်တန်းတွေမှာကြီးစားတိစောက်မှုတစ်ခုနဲ့တူတဲ့ဓာတ်ပုံတစ်ချို့နဲ့အစိမ့်ချိုးဝဲအချက်လက်တွေကိုသူ့ကိုပြသခဲ့ပါတယ်။ ဒီဆဲယံကိုလက်လာဖို့ထောက်လန်းရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီးနားလည်ဖို့သူ့ကိုတာဝန်ပေးခဲ့ပါတယ်။မကြာခင်မှာပဲနောက်ထပ်အဖွဲ့ဝင်တခုသူ့ကိုကူညီဖို့ရောက်လာပါတယ်။ဆင်းကားနှစ်တော်ကြောင်ဒီအရာရှိနဲ့သူ့အဖွဲ့ဝင်ဟာအီရန်ရဲ့ရှိုးဝက်နျူကလ িয়ার စီမံကိန်းရဲ့အဓိကအစိပ်ပိုက်ဖြစ်တဲ့ Fordo ဆိုတဲ့ပြစ်မှတ်တခုတည်းကိုပဲအချိန်ပြည့်အာရုံစိုက်ခဲ့ကြပါတယ်။သူကဗမွေမေဒအခြေအနေတွေကိုလက်လာခဲ့ပါတယ်။အီရန်တွေတူဖော်နေတာကိုရှင်းနေခဲ့ပါတယ်။ဒီဆောင်မှုပုံစံဂျာတီဥဒုစွန့်ပြစ်ပစ္စည်းတွေဗမွေမေဒဆောက်လုပ်ရေးပစ္စည်းတွေဒီပစ္စည်းတွေဘယ်က ားသလဲဆိုတာအားလုံးကိုစောင့်ကြည့်ခဲ့ပါတယ်။လေဝင်လေထွက်ပေါက်မိခိုးထွက်ပေါက် yes is နှစ်တွေပဲဝဲခြင်းထင်းချောရဲ့နှစ်တွေ down die ချင်းခေါ်တိုင်းအတွင်းကိုဝင်လာတဲ့စက်ပစ္စည်းတိုင်းအပြင်ကိုထွက်တော်တဲ့စက်ပစ္စည်းတိုင်းကိုသူကစောင့်ကြည့်ခဲ့ပါတယ်။သူတို့ဟာညဖက်အိမ်နေတော့ဒီပြစ်မဲ့အကြောင်းအိမ်မဲ့မခဲကြပါတယ်အလုတ်တော်လာတဲ့လမ်းမှာလည်းဒီကြောက်ပဲတွင်းနေခဲကြပါတယ်ပထမဆုံးနေကလေးကဒီဆက်ယုံကဘာအတွက်ဆိုတာသူတို့သိခဲ့ကြပါတယ် ညင်းချင်းဆိုတဲ့ရွေချက်နဲ့တော့တောက်တောက်ထဲမှာ centrifuge set တွေနဲ့တခြားစက်ပစ္စည်းတွေပါတဲ့အလွာများစွာရှိတဲ့မြောက်ဘန်ကာအဆောက်အဦစုကြီးကိုမဆောက်ကြပါဘူး။သူတို့ဟာမိသားစုဇနီးသားသမီးမိတ်ဆွေတွေနဲ့ဒီအကြောင်းတွေဆွေးနွေးခွင့်လည်းမပေးဘဲအလုပ်ကိုပဲဆက်လုပ်နေခဲ့ကြတာကို Twitch ခဲ့ကြပါလေ။အဲ့ဒီလိုလုံးရင်းနဲ့ဒီပြစ်မှတ်ကိုတိတိယယောက်တိုက်ခိုက်နိုင်မဲ့လက်နက်ကျွန်တော်တို့မှာမရှိဘူးဆိုတာသူတို့သိရှိလာကြပါတယ်။ဒါကြောင့် GPU 57 MOB ဘုံဖြစ်ပေါ်လာဖို့စက်မှုလုပ်ငန်းနဲ့တခြားမိဖုရားကျွမ်းကျင်သူတွေနဲ့အတူ ူလောက်ဆောင်ဖို့အစီအစဉ်တစ်ခုကိုစတင်ခဲ့ကြပါတယ်။အချင်းချင်းဆက်သက်ခဲ့ကြတယ်။မတူညီတဲ့နီလက်အမျိုးမျိုးနဲ့ဆက်သက်ခဲ့ကြတယ်။ထက်ကထက်ကဆန်သက်ခဲ့ကြပါတယ်။သူတို့ဟာညာနဲ့ချီတဲ့ဆက်သက်ပြစ်လွတ်မှုတွေကိုအောင်မြင်စွာလောက်ဆောင်ခဲ့ပြီးအစီအမံနဲ့နှိပါတူညီတဲ့ပြစ်မှတ်တွေပေါ်ကိုအရွေအစားမျိုးစုံရှိတဲ့လက်နက်များစွာကိုပြစ်ချခဲ့ကြပါတယ်။ဒီလိုလောက်ဆောင်ခဲ့ရတာကတော့တစ်ခုတည်းသောရီမက်ချက်ကြောင့်ပဲဖြစ်ပါတယ်။ ဒါတော့ကျွန်တော်တို့နိုင်ငံကရွေးချယ်တဲ့အချင်းတဲ့နေရာမှာဒီဖော်တို့ပြမဲ့ကိုအပိတိုင်ဖြက်စီပြဖို့ပဲဖြစ်ပါတယ်။ပြီးတော့2025ခုနှစ်ဇွန်လမှာသူတို့တသက်တာလုံးလောက်ဆော်ခဲ့တဲ့ဂျိုးပန်အာထုံမှုတွေရဲ့စင်ကားနေကြော်ကြာမိပြီးနောက်မှာဖုံးတယ်မြည်လာခဲ့ပါတယ်။ American သမ္မတကသူတို့ထောက်ခံခဲ့တဲ့ B2 တပ်ဖွဲ့ကိုဖော်တို့ပြမဲ့ကိုတိုက်ခိုက်ဖြက်စီဖို့အမိန့်ပေးလိုက်ပါတော့တယ်။မနေ့ကဒီစစ်စင်ရဲ့အတွက်အရာရာကိုပေးဆက်ခဲ့ကြတဲ့ Ditra အရာရှိနှစ်ဦးနဲ့အချင်းကုံဆုံးခွင့်ရတာဟာကျွန်တော်အတွက်တော့အလွန်ဂုဏ်ယူစရာကောင်းပြီးစိတ်လုံးချ ရာထိုက်တန်ဖြစ်ခဲ့ပါတယ်။သူတို့ထဲကတူပြောတာကသူဒီเจ้าကိုနားလည်အောင်တော့မလုံနိုင်သေးပါဘူး။ဒီတက်ဘွဲ့ရဲ့အစိပ်ပိုက်ဖြစ်ခဲ့တဲ့အတွက်သူ့နှလုံးသားကဂုံယူဝင်းကြောမှုနဲ့ပြစ်နေတယ်။ပြီးတော့ဒီတက်ဘွဲ့ရဲ့အစိပ်ပိုက်ဖြစ်ခဲ့ရတာအရန်ကိုဂုံယူမိပါတယ်လို့ပြောကြားခဲ့ပါတယ်။ ဒီနေရာကနေသူတို့နှုတ်ဦးလုံးကိုကျေးဇူးတင်တယ်လို့သူတို့ရဲ့မိသားစုဝင်တွေကိုလည်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။ Operation Midnight Hammer လို့အမည်ပေးထားတဲ့ဒီစစ်စင်ရဲဟာအဲ့ဒီစင်ငါးနှစ်အတွင်းမှာမယုံနိုင်လောက်ကျိုးပန်အားထုတ်မှုတွေရဲ့အထွတ်ထိပ်ဖြစ်လာခဲ့ပါတယ်။လေယာဉ်မှုတွေလောင်စာဖြစ်ရင်အဖွဲတွေလက်နက်တွေတိစောက်ခဲ့ကြတဲ့လက်နက်အဖွဲတွေနဲ့လက်နက်တဲဆင်ခဲ့တဲ့အဖွဲတွေရဲ့အားထုတ်မှုအားလုံးရဲ့ရလဒ်ဖြစ်ပါတယ်။ဟုတ်ကဲ့ဒါကတော့ American ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ချက်ဖြစ်ပါတယ်။ ဒီသတင်းစာချင်းလင်းဘွဲကလည်းနောက်ထပ်သိရှိရတဲ့စိတ်ဝင်စားစရာအချက်ကတော့အစောပိုင်းဂျိုဒူပုံရိပ်ဆိုင်ရာဆက်စစ်မှုအများစုဟာမာရွင့်နေခဲ့တယ်ဆိုတာပဲဖြစ်ပါတယ်တိုက်ခိုက်မှုပြီးတဲ့နောက်ရဲအနစ်ငယ်ကြာကပြုလုပ်ခဲ့တဲ့ဆက်စစ်မှုလေးအပါဝင်ပဲဖြစ်ပါတယ်အခုမြင်နေရတဲ့ဒီပုံမှာအပေါက်၃ပေါက်ရဲ့အစုနှစုကိုတွေ့မြင်ရမှာပါဒါပေမဲ့ဒီနေရာတွေဟာဘန်ကာဘတ်စတာဘုံတွေစက်ရုံအတွင်းကိုဝင်ရောက်ခဲ့တဲ့နေရာတွေမဟုတ်ပါဘူးအမှန်တကယ်တော့ဒီနေရာတွေဟာအီရန်တွေရဲ့လေဝင်လေထွက်ပေါက်တွေသာဖြစ်ပါတယ် ဘယ်လေဝင်လေထွက်စနစ်မှာပဲဖြစ်ဖြစ် လေတွေဝင်ထွက်နိုင်ဖို့အပေါက်လိုအပ်ပါတယ်ဒီအရာကတော့အဲ့လိုမျိုးလုံထတာပါအီရန်တွေဟာသူတို့ရဲ့ပေ300အနည်းရှိတဲ့နျူကလ িয়ার စက်ရုံအတွက်ဒီလေဝင်လေထွက်ပေါက်တွေဟာအကြီးမားဆုံးအာဏာချက်ဖြစ်တယ်ဆိုတာသိရှိခဲ့ကြပါတယ်ဒါကြောင့်တိုက်ခိုက်မှုမတိုင်မီရဲအနည်းငယ်လိုမှာဒီလေဝင်လေထွက်ပေါက်တွေကိုကွန်ဂရက်အဖုံးကြီးတွေနဲ့ဖုံးအုပ်ထားခဲ့ခြင်းဖြစ်ပါတယ်ဒီနေရာမှာပဲ B2 တိုက်လေရင်တွေဟာလေဝင်လေထွက်ပေါက်နှစ်ခုစလုံးကို MOB ဘုံးတစ်ခုစီနဲ့ပြစ်ခတ်ခဲ့ပါတယ် ီပစ်ခတ်မှုရဲ့ရွယ်ချက်ကတော့အဖုံးတွေကိုဖေရှားဖို့တသက်ပင်ဖြစ်ပါတယ်အဖုံးတွေဖေပြီးတဲ့နောက်မှာတော့ MOB ဘုံ၅လုံးကိုလေဝင်လွယ်ထွက်ပေါက်ရဲ့အလေဖက်အပေါက်ထဲကိုဓာတ်ရိုက်ပစ်ချခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့ဒီပောက်ကသာအဓိကဆက်ယုံနဲ့ဓာတ်ရိုက်ဆက်သွေထားတဲ့လမ်းကြောင်းဖြစ်နေလို့ပါဒါကိုအခုမြင်ရတဲ့အတိုင်းဖက်သားပြင်ပေါ်ကအနေရောက်ချက်နဲ့ပြထားတဲ့အတိုင်းလေဝင်လက်ထွက်ပောက်ကဒီလိုပုံစံနဲ့ဆင်းသောပါတယ် အလွန်စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ B2 တွေဟာပေ9000အမြင့်ကနေ2မီတာလောက်အကျယ်ရှိတဲ့ပေါက်ကိုအတီးကျပြစ်ချနိုင်ခဲ့တာပါဒါဟာတကယ့်ကိုအံ့ဩစရာကောင်းတဲ့စွန့်ရည်တစ်ခုဖြစ်ပါတယ်အခုတော့တကယ့်တိုက်ပွဲပျက်စီးမှုအကဲဖြတ်ချက်အကြောင်းဓမ္မမဟုတ်လောလောဆယ်တရားသမျှအချက်တွေအကြောင်းပဲဖြစ်ပါတယ်ရှင်းရှင်းလင်းပြောရင်ဒါဟာနောက်ဆုံးအစီရင်ခံစာမဟုတ်သေးပါဘူးအမေရိကန်ထောက်လိုင်းရဲ့အဖွဲ့တွေကနောက်ဆုံးအစီရင်ခံစာထွက်ရင်ထောက်ပြန်ပေးလိမ့်မယ်လို့မျှော်လင့်ရပါတယ် လောလောဆယ်အနေနဲ့တော့ X-ray ထောက်လိုက်ရဲ့ပွေရဲ့အချက်လဲရဒီဆက်ရုံဟာလုံးဝနှီးပါပျက်စီးသွားပြီလို့သိရပါတယ်ဒါပေမဲ့ဒီ sensitive ချက်မှာလည်းသတိပစ်ချက်ရှိနေပါတယ်တိုက်ပွဲပျက်စီးမှုအကဲဖြတ်ချက်ကအချင်းယူရတာမို့ဒါဟာနောက်ဆုံးအစီရင်ခံစာမဟုတ်သေးဘူးဆိုတာပဲဖြစ်ပါတယ်ဒီဗီဒီယိုအစမှမြင်ခဲ့ရသလိုပဲအီရန်နိုင်ငံခြားရေးဝန်ကြီးစီကလည်းအလားတူပြောဆိုချက်တွေထွက်ခဲ့ပါတယ် CIA နဲ့ American အုပ်ချုပ်ရေးရဲ့တခြားဌာနတွေကလည်းအလားတူစင်တူရောမဖြစ်တဲ့ထုတ်ပြန်ချက်တွေထွက်ပေါ်ခဲ့ပါတယ် ခုတင်ပြခဲ့တာတွေကတော့လောလောဆယ်သိရသမျှပဲဖြစ်ပါတယ်